American ပြည်တော်စုကကမ္ဘာကိုထိန်းသိမ်းစရာသတင်းတစ်ခုထုတ်ပြန်လိုက်ပါတယ်။တရုတ်ကုမ္ပဏီတစ်ခုကဟူသီတွေကိုပင်လယ်နီမှာ American စစ်သည်မော်တွေကိုရှာဖွေဖို့ကူညီပေးနေတယ်လို့ဖော်ထုတ်ခဲ့ပါတယ်။ဒါဟာ American သမ္မတဒေါ်နယ်ထရန့်ရဲ့ရှိမနိုင်ငံကအစိုးရအုပ်စုကိုအပိသက်ဖယ်ရှာဖို့ဂျိုးမမှုတွေအတွက်ကြီးမားတဲ့ပြဿနာတွေဖြစ်ပေါ်စေခဲ့ပါတယ်။ ပင်တကိုဟာဒီတဲ့ရင်ကြောင့်အံ့အားသင့်နေပါရဲ့။တရုတ်ကသူ့ရဲ့ရေးကြီးဆုံးဂျိုရူနီပညာကုမ္ပဏီတစ်ခုကိုဟူဒီရီကိုကူညီခွင့်ပြုခဲ့တာပါ။တကယ်အမှန်တရားကတော့တရုတ်ဟာဟူဒီရီကိုဟျူဝက်၆ပတ်မိုးနဲ့အလွန်လိန်မာတဲ့ဂိမ်းတစ်ခုကိုကစားနေရပါ။ဒီနိုင်ငံဟာအမေရိကန်ရဲ့အင်အားကိုရှော့ချဖို့စူးစမ်းနေပြီးတော့ ၎င်း၏အကြီးဆုံးနိုင်ငံရေးပြိုင်ဘက်အပေါ်မဟာဗျူဟာမြောက်အားသာချက်တစ်ခုဖန်တီးဖို့ရည်ရွယ်နေပါတယ်။ April 18ရက်နေ့မှာ Financial Times ကကမ္ဘာကိုတုံ့လုံစေတဲ့ဆောင်းပါးတစ်ပုဒ်ကိုထုတ်ဝေခဲ့ပါတယ်။ခေါင်းစဉ်ကတော့တရုတ်ပြည်သူလူမျိုးရေးတက်မတော် PLA နဲ့နိုင်ဆိုင်တဲ့ဆက်နွယ်မှုရှိတဲ့တရုတ်ချိုရုကုမ္ပဏီတစ်ခုက ဖူဒီရီကိုဂျော်ရုတပ်ဖွဲ့နေပေးအပ်နေရလို့ဖော်ပြထားပါတယ်။ဒါဒီမကပါဘူး။အီရန်ကထောက်ပံ့တဲ့အစုံရောက်ပြည်သူစစ်အုပ်စုကိုပေးအပ်နေတဲ့ဂျပန်ဖွဲ့တွေမှာ American Citizen Moria ပုံတွေပါဝင်နေပြီးဂျယ်ရီကဟူဒီရီကို American တပ်ဖွဲ့တွေကိုတံပြန်တိုက်ခိုက်ဖို့ကူညီပေးနိုင်ပါတယ်။ American တပ်ဖွဲ့တွေကလက်ရှိမှာ ဟူဒီတွေကိုလုံးဝဖျက်ဆီးဖို့ဘုံကျဲတိုက်ခိုက်နေကြပါတယ်။ American အရာရှိတွေရဲ့ပြောကြားချက်အရအနီရောင်ပင်လယ်ကနေရရှိတဲ့ဒီတပ်ပုံတွေက USS Harry S Truman လိုမျိုးအဒီကလေယာဉ်တင်သင်္ဘောနဲ့ရေလံကြောင်းမှာတက်ဆွဲထားတဲ့ American သင်္ဘောတွေရဲ့တီးခြားတဲ့ဒီနေရာတွေကိုဖော်ပြထားပါတယ်။ဟူဒီတွေကကုတန်းရောင်းဝယ်ရေးသမောတွေရဲ့ဓာတ်ပုံတွေကိုလည်းရရှိနေပြီးတော့ဒီထောင်လဲရေးသတင်းအချက်အလက်တွေက တို့အုပ်စုကိုဗယ်လီနီမှာဂူတန်ရှောင်းဝယ်ရေးတင်မော်ရီကိုဆက်လက်တိုက်ခိုက်ဖို့အခွင့်အလမ်းပေးထားပါရင်ဒါဟာတို့ရဲ့အမေရိကန်ပြန်ဘက်ကိုတံပြန်ဖို့ကြိုးစားနေတာပါဒီတရင်ရဲ့အန်အသင်းစရာအကောင်းဆုံးအချက်ကတော့ American ဟာ Financial Times ကပေါ်ပြခင်ကလေးကဒီအကြောင်းကိုသိရှိထားခဲ့တာဖြစ်ပါရင်စောင်းပါအရာ Trend အစိုးရကတရုတ်ရဲ့အကြီးဆုံးဂျိုရုကုမ္ပဏီတစ်ခုဖြစ်တဲ့ Chonho Satellite Technology Company Limited CGSTL ကပူတီရီကိုထောင်လန်းရေးသတင်းအချက်အလက်တွေပေးအပ်နေတယ်လို့တရုတ်ကအချိန်ချင်းသတိပေးခဲ့ပါတယ်။တရုတ်ရဲ့တုံ့ပြန်မှုကတော့ဘာမှမရှိပါဘူး။ CGSTL ကိုရပ်တန့်ဖို့ဘာကြိုးပမ်းမှုမှမလုပ်ခဲ့ပါဘူး။ဒါဟာတချို့လူတွေရဲ့အဆိုအရတရုတ်ဟာအမေရိကန်ကိုဆန့်ကျင်တဲ့စီးလှုပ်ရှားမှုတွေမှာပူးပေါင်းပါဝင်နေရလို့ယူဆစေပါတယ်။ ဒါဟာနိုင်ငံဆိုင်ရာဌာနရဲ့အကြီးအကဲအရှိတူရဲ့ပြောကြားချက်အရ American ပြည်တော်စုအနေနဲ့ Chonhon Satellite Technology Company Limited ရဲ့ပူတီရီကိုထောက်ပံ့တဲ့အခန်းကဏ္ဍနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ရဲ့အစိုးရမှုတွေကိုတရုတ်အစိုးရထံသိသက်အကြိမ်ကြိမ်ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ဒါဟာဘေကျင်းကိုအရေးယူဆောင်ရွက်ဖို့ရှိရတာပါ။ American ရဲ့ ဒီတဲ့အထုပ်ပေါ်ပြောကြားတဲ့အစိုးရမျိုးတွေကိုအကြိမ်ကြိမ်လေးလျှူခံခဲ့ရတယ်လို့အရာရှိတဦးကပြောပါရယ်။တာဟာဘေကျင်းရဲ့ကုမ္ပဏီရဲ့လုံဆောင်ချက်တွေကိုတိတ်တဆိတ်ထောက်ခံမှုပေးနေတာကိုဖော်ပြရလို့သူကဆိုပါရယ်။ဒီအရာရှိကဒီပြဿနာကိုတရုတ်ရဲ့ငြိမ်းချမ်းရေးထောက်ခံမှုဆိုရက်ဗလာကျင်းနဲ့ဂျင်ညာချက်တွေရဲ့နောက်ထပ်ဥပမာတစ်ခုလို့ကိုတင်စားပြီးတော့ ဒီလိုဆက်ပြောပါရယ်ကျွန်တော်တို့ရဲ့မိဖတ်တွေကိုတရုတ်ကွန်မြူနတီပါတီနဲ့တရုတ်နိုင်ငံတွေတရုတ်နိုင်ငံကုမ္ပဏီတွေကိုသူတို့ရဲ့ဗလာစကားတွေနဲ့မဟုတ်ဘဲသူတို့ရဲ့လောက်ဆောင်ချက်တွေနဲ့အကဲဖြတ်ဖို့တိုက်တွန်းပါရယ်ဘာသာပြန်ရရင်အမေရိကန်ဟာတရုတ်ကိုယုံကြည်လို့မရပါဘူးနိုင်ငံသားဌာနပြောရေးဆိုခွင့်ရှိသူ Tammy Bruce က April 18ရက်နေ့သတင်းစာရှင်းလင်းပွဲမှာဒီအကြောင်းကိုဆက်လက်ပြောကြားခဲ့ပါတယ်။ Changan Satellite Technology Company Limited ကအီရန်ကထောက်ပံ့တဲ့ဟူဒီအကြမ်းဖက်သမားတွေရဲ့ American အကျိုးစီးပွားတွေကိုဒိုင်ခိုင်မှုတွေကိုဒိုင်းလိုက်ထောက်ပံ့ပေးနေတယ်ဆိုတဲ့သတင်းကိုကျွန်တော်တို့အတည်ပြုနိုင်ပါတယ်။သူတို့ရဲ့လှုပ်ဆောင်ချက်တွေနဲ့ဘေကျင်းရဲ့ကုမ္ပဏီကိုထောက်ခံမှုကျွန်တော်တို့ရဲ့ဒီသက်အဆွေးနွေးမှုတွေပြီးတဲ့နောက်မှာတောင်ဒါဟာတရုတ်ရဲ့ ငြိမ်းချမ်းရေးထောက်ခံမှုဆိုရက်ဗလာချင်းတဲ့ခြင်းညာချက်တွေရဲ့နောက်ထပ်ဥပမာတစ်ခုပါတရုတ်ဟာသူ့ကိုယ်သူကမ္ဘာလုံးဆိုင်ရာငြိမ်းချမ်းရေးဖန်တီးသူအဖြစ် အမြဲဖွဲ့စည်းပေါ်ပြဖို့ကြိုးစားနေတာကိုသင်တို့သိကြပါတယ်ဒါပေမဲ့ဘေဂျင်နဲ့တရုတ်အခြေစိုက်ကုမ္ပဏီတွေဟာရုရှားမြောက်ကိုရီးယားအီရန်နဲ့သူ့ရဲ့ကိုယ်စားလှယ်အုပ်စုတွေလိုအစိုးရတွေကိုအဓိကစီးပွားရေးနဲ့ဤပညာဆိုင်ရာထောက်ခံမှုတွေပေးနေတာကထင်ရှားပါတယ်သူတို့ဒီလိုဆက်လက်လှုံ့ဆော်နေတာက လက်ခံနိုင်စရာမရှိပါဘူး။ဒီ over ကတော့ဒီအခြေအနေနဲ့ပတ်သက်ပြီးမသိရှိချောင်းလို့ညင်ညာထားပါရယ်။ဒါပေမဲ့ CGSTL ဟာ PLA တရုတ်ပြည်သူလူမျိုးရေးတမတော်အတွက်ဂျလူဂျပုန်တွေအဓိကပေးအပ်နေတဲ့ကုမ္ပဏီတစ်ခုဖြစ်တာကြောင့်ဒါဟာဖြစ်နိုင်ခြေနည်းပါရယ်။အကယ်လို့တရုတ်ကဒီကုမ္ပဏီဘာလုပ်နေလဲဘသူ့ကိုဂျလူဂျပုန်တွေပေးအပ်နေလဲဆိုတာကိုမသိဘူးဆိုရင်ဒါဟာနှစ်ခုရေတစ်ခုပဲဖြစ်နိုင်ပါရယ်။ တဲ့တယောက်အောင်၎င်းရဲ့စီရေးထောင်လန်းရေးပီအက်3ဒေကအ အဒီကတစ်ခုကိုလုံလောက်တဲ့ထိန်းချုပ်မှုမလုပ်ထားပါဘူးနှစ်ဒါမှမဟုတ်တရုတ်ဟာ CGSTR ရဲ့လုံဆောင်မှုတွေရဲ့အကျုံးဝင်မှုကိုတည်ပြီးသားဖြစ်ပေမဲ့လိန်ညာနေတာပါဘလို့ပဲဖြစ်ဖြစ် American ပြည်တော်စုဟာဒီချင်းတွေအတွက်ဒေါသထွက်နေပါတယ်ဒါဟာမိခုနေအများကြီးထွက်ပေါ်စေပါတယ် CGSTR ရဲ့ဂျိုရုတပ်ပုံ PM ဟာဖူဒီတွေကိုစန့်ကျင်တဲ့ American ရဲ့စစ်စင်ရေးအတွက်ဘာလို့ဆိုလိုတာလဲ American နဲ့တရုတ်ရဲ့ဂျင်းမော်နေတဲ့စစ်စင်ရေးအပေါ်ဘလို့ဂျိုးတဲ့ရောက်ပါလဲ တရုတ်နဲ့ဟူတီတွေကြားကဆက်နွယ်မှုတွေဟာ ဘလောက်ထိနဲ့ရှိုင်းနေတာလဲဒီမိကုန်းဤအားလုံးကိုဖြည့်ဆို့ဖို့ပထမဆုံးခြေလှမ်းကတော့ CGSTL ဆိုတာဘာလဲဆိုတာအားလည်ဖို့ပါကုမ္ပဏီရဲ့အထွေထွေသမိုင်းကြောင်းဖတ်ကြည့်ရင်အာသင်ဝယ်ဆွေးမဆရာကောင်းပါရင် CGSTL ဟာတရုတ်ရဲ့ပထမဆုံးအဝေးထင်းအယုံကန်ဂျိုရုထုတ်လုပ်သူဖြစ်ပြီး Jilin Wan ဂျိုရုအုပ်စုရဲ့ဦးဆောင်အင်အားနဲ့လည်ပတ်သူလည်းဖြစ်ပါရင်ဒီဂျိုရုအုပ်စုကအလွန်ကြီးမားပါတယ် Jilin Wan ဂျိုရုတွေတဲ့က ပထမဆုံးတစ်ခုကို2015ခုနှစ်အောက်တိုဘာလမှာအာဂါဒါရဲကိုလွှတ်တင်ခဲ့ပါတယ်2015ခုနှစ်ကလေးက CGSTR Company ဟာအနည်းဆုံးအောင်မြင်တဲ့လွှတ်တင်မှု22ကြိမ်ပြုလုပ်ခဲ့ပြီး2023ခုနှစ်ဩဂုတ်လအထိဂျီလင်ဝမ်ဂျိုဒူတရားရှိခုကိုကဘာပတ်လန်းချောင်းနဲ့ထည့်သွင်းနိုင်ခဲ့ပါတယ်နောက်ထပ်လဲထပ်လာအောင်ပါပါ CGSTR ရဲ့မူလအစီအစဉ်ကတော့2025ခုနှစ်အကုန်မှာ ကျော်ရုတ138ခုကိုကဘာပတ်လန်းချောင်းထဲကိုပို့ဆောင်ဖို့ဖြစ်ပြီး2022ခုနှစ်မှာဒီရီမန်ချက်ကိုကျော်ရု300အထိတိုးမြင့်ခဲ့ပါတယ်။ဒါဟာတရုတ်အစိုးရရဲ့ကုမ္ပဏီတွေကိုယင်းနှိမ့်နှံမှုကြောင့်အထောက်ပံ့ရရှိခဲ့တာပါ။ဥမာအနေနဲ့တရုတ်က Jilin 1 program တစ်ခုရဲ့အတွက်ပဲ CDSTL ကိုဒေါ်လာ 395ဒန်းရှမ်းပုံငွေထောက်ပံ့ပေးခဲ့ပါတယ်2020ခုနှစ်နိုဝင်ဘာလမှာပါအဲဒီနောက်ပိုင်းနောက်ထပ်များစွာသုံးစွဲထားဝယ်ရှိပါတယ်ဒါပေမဲ့ CGSTL ရဲ့နေပညာဆိုင်ရာအောင်မြင်မှုတွေဟာကျွန်တော်တို့ဘုံတွေထက်ကြုံလို့နေပါတယ်2055ခုနှစ်အစောပိုင်းမှာတို့ကကျွန်တော်ကနေမြေပြင်စီကိုလေးစားဆက်သွယ်ရေးပုံစံတစ်ခုကိုထည့်သွင်းခဲ့ပါတယ်ဒီဆက်သွယ်ရေးဟာအလွန်မြန်ဆန်ပြီး အီလွန်မတ်ရဲ့ Starlink ကပေးတဲ့အလားတူနည်းပညာရဲ့အမြန်နှုန်းကိုအကြိမ်ပေါင်းများစွာကျော်လွန်ခဲ့ပါပြီ။တဟာတူရကီရဲ့နိုင်ငံပိုင်သတင်းအေဂျင်စီ AA ရဲ့ဖော်ပြချက်အရ CGSD ဟာတစ်စက္ကန့်ကို100 GB ရဲ့ပို့လွှတ်နှုန်းကိုရရှိခဲ့ရပါ။ ဒါဟာဂျိုလူခြေပြုဒေတာပို့လို့မှုရဲ့ရခင်စံတော်ချိန်ချက်ကိုစံချိန်ချက်ဆယ်စားပုံမြင်တာဖြစ်ပါရင်ဒီအောင်မြင်မှုကိုရရှိဖို့အတွက် CGSTL ကဂျီလန်ဝမ်ဂျိုဒူအုပ်စုတွေကဂျိုဒူတစ်ခုကိုဒါအသုံးပြုခဲ့ပါပြီ။ဒီအောင်မြင်မှုဟာစစ်ဂျီနီပညာအတွက်လမ်းခင်းပေးနိုင်မှာဖြစ်ပြီးတော့ဒါဟာ10စက္ကန့်ကို therapist ထက်ပုံမြန်တဲ့ data ပို့လွန်လုံးကိုပေးစွမ်းနိုင်မှာဖြစ်ပြီးတော့နှောင့်နှေးမှုကို100 microsecond ဝန်းကျင်မှာ ထိန်းထားနိုင်မှာဖြစ်ပါတယ်။ ဒါရီဘာကြောင့်အရေးကြီးရလဲဒါဟာ CGSTR ဟာပုံမအစင်းမြင့်တဲ့အာကသလုပ်ငန်းကုမ္ပဏီတွေကိုရိုးရှင်းစွာထုတ်ယူသူတူမဟုတ်ပေတီထွင်ဖန်တီးသူတူဖြစ်ကြောင်းပြသပါရယ်ဒါဟာတရုတ်ကိုဒေတာအာကသပြိုင်ပွဲမှာ American ထက်ရှေ့ကိုရောက်အောင်ထွန်းပို့နိုင်တဲ့အန်ဒီယေရှိတဲ့ကုမ္ပဏီတစ်ခုပါသူရဲ့အောင်မြင်မှုတွေနဲ့အတူဒီကုမ္ပဏီကလက်ရှိမှာစံချိန်တင်နိုင်နေတာကြောင့် American ကအရင်ဆိုင်နေရတဲ့ရန်သူတိုင်းအတွက်အန်ဒီယေရှိတဲ့မဟာမိတ်တူဖြစ်လာပါရယ် CGSTR ဟာ PLA တရုတ်ပြည်သူလွတ်မြောက်ရေးတမတော်နဲ့နှီးခဲ့တဲ့ဆက်နွယ်မှုရှိရဆိုတာလည်းသိရှိထားပါတယ်။မကြာသေးခင်နှစ်တည်းအတွင်း CGSTR ကသူ့ရဲ့ PLA တရုတ်ပြည်သူလွတ်မြောက်ရေးတမတော်နဲ့ ဆက်နွယ်မှုတွေကို ဖုံးကွယ်ဖို့ကြိုးစားနေရလို့ Bluepad Labs ရဲ့တရုတ်ကဝေးကျွမ်းကျင်သူ Otto Bros က Financial Times မှာပြောကြားခဲ့ပါတယ်။သူက CGSTR ဟာတရုတ်အစိုးရသာမကစတန်နေပါနီးကတဲ့ဆက်နွယ်မှုရှိရလို့ဆိုပါတယ်။2020ခုနှစ်အထိဒီဆက်နွယ်မှုတွေကိုထက်ခါတလဲလဲဖော်ပြခဲ့ပေမဲ့အရင်နှစ်ပြည့်နောက်မှာ CGSTR ဟာ PLA နဲ့ဆက်နွယ်မှုအကြောင်းအများကြီးတိတ်ဆိတ်သွားခဲ့ပါတယ်။ဒါကသူတို့ဟာ PLA နဲ့ မလုံဆောင်တော့ဘူးလို့မဆိုလိုပါဘူး။ဒါပေမဲ့ဒီဆက်နွယ်မှုတွေကိုလူသိရှင်သာဆွေးနွေးဖို့ပို့ပြီးတော့တတိထားလာတာပါလို့ Bruce ကပြောပါတယ်။ချက်နည်းအားဖြင့် CGSD ဟာ PLC ကညွန်ကြားချက်တွေရရှိထားနိုင်ပြီးမရီကန်လုံနိုင်ငံတွေကကုမ္ပဏီရဲ့လုံဆောင်ချက်တွေကိုစုံစမ်းမလာအောင်တိစိနေဖို့ညွန်ကြားခံထားရတာဖြစ်နိုင်ပါတယ်။ဒါပေမဲ့တော့အမေရိကန်ကို CGSTR ကုမ္ပဏီကိုအနည်းငယ်ဆောင်ကြည့်ဖို့မတားဆီးနိုင်ခဲ့ပါဘူး။ CGSTR က2023ခုနှစ်မှာအမေရိကန်ကတန်ခတ်ပေးဆို့မှုတွေချမှတ်ခံရတဲ့ဒေယုကုမ္ပဏီတွေထဲမှာပါဝင်ခဲ့ပါတယ်။အဲဒီအချိန်ကသူတို့ရဲ့ပြမှုကတော့ရုရှားရဲ့ Wanar Group နဲ့ဆက်နွယ်တဲ့ကုမ္ပဏီတစ်ခုကိုဂျိုရုနှစ်ခုနဲ့သူတို့ရဲ့တပ်ပုံတွေကိုဒေါ်လာတန်း30ကျော်နဲ့ပေးအပ်ခဲ့တာဖြစ်ပါတယ် Wanar Group ကသမ္မတဗလာဒီမာပူတင်ရဲ့ရေဂရင်းကျူးကျော်မှုကိုကုညီခဲ့တဲ့ရုရှားရဲ့ဈေးစားစစ်သားအဖွဲ့ဖြစ်ပါတယ်စီးရေးဆက်နွယ်မှုတွေကပုံမနဲ့ဆိုင်ပါတယ် CDSTR က PLA နဲ့ထူထောင်ထားတဲ့ဆက်နွယ်မှုတွေရှိအောင်တယ်မှာပဲ American နဲ့၎င်းရဲ့မဟာမိတ်တွေကိုစန့်ကျင်တဲ့အုပ်စုတွေကို ထိခိုက်လွယ်တဲ့စီးရီးသတင်းအချက်အလက်တွေပေးအပ်ခဲ့တဲ့အမှတ်တမ်းလေးရှိပါတယ်။ဒက်ဆိုအမေရိကန်က CDSTM နဲ့ပတ်သက်ပြီးတော့ထုတ်ပေါ်လိုက်တဲ့ထိလန့်စရာသတင်းကရေမင်အစိုးရအုပ်စုကိုစန့်ကျင်တဲ့စီးရီးအတွက်စစ်စင်ရေးအတွက်ပေါ့ဆိုလိုတာလေ။လုံးစင်မှာရှင်းလင်းတဲ့အဖြစ်မရှိသေးပါဘူး။တေကြတဲ့အချက်ကတော့ CGSTR က American စစ်သည်မှုတွေရဲ့ဂျူရုတပ်ပုံတွေကိုဟူတီတွေကိုပေးအပ်နေတယ်လို့စွပ်စွဲခံထားရတာဖြစ်ပါတယ်။ဒါတည်းနဲ့တင် American အတွက်စိုးရိမ်စရာဖြစ်နေတာဖြစ်ပါတယ်။ဟူဒီရဲ့ပင်လယ်နီမှာကုသန်းရောင်းဝယ်သမောရီကိုစန့်ကျင်တဲ့ဆက်လက်လှုပ်ဆောင်နေတဲ့စစ်စင်ကြီးဟာဆိုးရွားတဲ့တရားမှုတွေကိုဖြစ်ပေါ်နေပြီးဖြစ်ပါတယ်။ Crisis Group ရဲ့အဆိုအရဟာ ဟူသီတွေဟာအစ္စရေးလဂါဇာမှာဟာမတ်စ်နဲ့စစ်ပွဲကြီးညာပြီးမကြာခင်မှာဒီတိုက်ခိုက်မှုတွေကိုစတင်ခဲ့တာဖြစ်ပါတယ်။ဒါဟာအီရန်ကထောက်ပံ့ထားတဲ့ နောက်ထပ်အစွန်ရောက်အုပ်စုတစ်ခုနဲ့စီးလုံးညီညွတ်မှုကိုပြသဖို့ရှိရတယ်လို့ယူဆရပါတယ်။ရေမနိုင်ငံရဲ့28ရာခိုင်နှုန်းလောက်ကိုထိန်းချုပ်ထားတဲ့ဟူတီတွေကပယ်လနီမှာဂူဒန်ရောင်းဝယ်ရေးသင်္ဘောတွေကိုစန့်ကျင်တဲ့စစ်စင်ရေးတစ်ခုစတင်ခဲ့ပါတယ်။ဒီရေလန်းကြောင်းကကမ္ဘာရေကြောင်းတည်ယူပို့ဆောင်ရေးရဲ့စနစ်ရာခိုင်နှုန်းလောက်ကိုတာဝန်ယူထားပြီးတော့ ကမ္ဘာအကုန်တက်တာတဲ့ယူပို့ဆောင်ရေးရဲ့50ရာခိုင်နှုန်းလောက်ပါဝင်တာဖြစ်ပါတယ်။ကမ္ဘာအကုန်တက်တာတင်မောတဲ့ယူပို့ဆောင်ရေးမှာဖြစ်ပါတယ်။ပလန်နီယာအိုရောဖိုနဲ့အာရှကြားမှာဖြန့်လန်းတစ်ခုအဖြစ် ဆောင်ရွက်ပေးလို့ပါ။ဒီရေလိုင်းချောင်းမရှိရင်တင်မောတွေကအာဖရိကထောင်ပိုင်းကိုဖက်ပြီးတော့သွားမှာဖြစ်ပြီးခီးစဉ်ကိုနှစ်ပတ်လောက်ထပ်တိုးစေပါတယ်။ ပူတီရီဟာအနီရောင်ပင်လယ်ထဲမှာသူတို့ရဲ့စစ်စင်ရေးကိုစတင်နေအခါဒီအချက်ကိုကောင်းကောင်းသိရှိထားခဲ့ပါတယ်2025ခုနှစ်အစောပိုင်းအထိပူတီရီဟာ2023ခုနှစ်နိုဝင်ဘာလကတည်းကအနီရောင်ပင်လယ်ဒေသမှာဒင်မိုရီကိုတိုက်ခိုက်မှု100ကျော်ပြုလုပ်ခဲ့ပါတယ်ဒီတိုက်ခိုက်မှုတွေကြောင့်ဒင်မိုနှစ်စီးနင်းမြုပ်ခဲ့ရပြီးတော့ တင်မောသားအနည်းဆုံး၄ဦးသေဆုံးခဲ့ပါတယ်။ဒီအိုဆူရဲ့လုံဆောင်ချက်တွေကြောင့်အနေရောင်ပြလဲတဲ့ကိုဖျက်တမ်းတဲ့ SUS2 မြောင်းကရရှိတဲ့ဝင်ငွေဟာ90ရာခိုင်နှုန်းလောက်ကျဆင်းသွားခဲ့ပါတယ်။ဒီမှာ American ရဲ့အခန်းကဏ္ဍထွက်ပေါ်လာပါတယ်။2024ခုနှစ်မှာ ဒီချိန်နဲ့အတူပူပေါင်းလှုပ်ဆောင်ရင် American ကဟူတီတွေရဲ့တပ်စခန်းတွေကိုတနည်းထဲမှာ လေကြောင်းတိုက်ခိုက်မှု931ကြိမ်ပြုလုပ်ခဲ့ပါပြီ။ဒီတိုက်ခိုက်မှုတွေက2025ခုနှစ်ဇန်နဝါရီလမှာရပ်တန့်သွားခဲ့ပြီးတော့ Israel နဲ့ Hamas တို့ကဒဇာကန်ဖလှယ်ဖို့ယာယီအပြစ်ခက်ရစေးကြေညာခဲ့ပါတယ်။ဒါပေမဲ့ဒီအပြစ်ခက်ရစေးကြီးက2025ခုနှစ်မတ်လမှာပြုလဲသွားခဲ့ပါတယ်။ဒါနဲ့အတူဟူတီတွေက ဖီလီနီမှာကုတန်းရှောင်းဝယ်သမော်တွေကိုတိုက်ခိုက်မှုတွေပြန်လည်စတင်မယ်လို့ကြေညာခဲ့ပါတယ်။အမေရိကန်ရဲ့တုံ့ပြန်မှုကတော့ဟူဒီခေါင်းဆောင်တွေကိုဖယ်ရှားဖို့နဲ့ရေမန်နိုင်ငံကနေဒီအုပ်စုကိုအပိသက်ဖျက်ဆီးဖို့ရည်ရွယ်တဲ့လေကြောင်းတိုက်ခိုက်မှုအသစ်တွေစတင်လှုပ်ဆောင်ခဲ့ရပါဒီတိုက်ခိုက်မှုတွေကြောင့်ဧပြီလ18ရက်အထိလူ123ဦးသေဆုံးခဲ့ပြီးတော့နောက်ထပ်148ဦးဒဏ်ရာရရှိခဲ့ပါတယ်။ မရိကန်ကဟူတီရီရဲ့အကြီးကခေါင်းဆောင်တချို့အထူးသဖြင့်ဒုံးကြီးဌာနရဲ့အကြီးအကဲတဦးအပါအဝင်ဖယ်ရှားနိုင်ခဲ့ရလို့ဆိုပါတယ်ဒီတိုက်ခတ်မှုတွေကအနီရောင်ပင်လယ်ထဲမှာရှိနေတဲ့ USS Harry S Truman ဆိုရဲကြီးမားတဲ့လေယာဉ်တင်သင်္ဘောကြောင့်ဖြစ်နိုင်ခဲ့တာပါဒီသင်္ဘောကထိုင်းလေယာဉ်90ရာခိုင်နှုန်းခန့်ကိုတင်ဆောင်နိုင်ပြီးတော့ American ကဒီလေယာဉ်တွေကိုအသုံးပြုပြီးတော့ Houthi တွေကိုဘုံနဲ့ဒုံးစီတွေတိုက်ခိုက်နေပါတယ်တိုက်လေယာဉ်90ခန့်တောင်မှသိမ်းဆောင်နိုင်တာဖြစ်ပါတယ်ဒီသင်္ဘောနဲ့အတူ USS Carl Vision ဆိုရဲလေယာဉ်90တင်ဆောင်နိုင်တဲ့နောက်ထပ်လေယာဉ်တင်သင်္ဘောတစ်စီးလည်းပူးပေါင်းလာမှာပါ ဒီမှာ CGSDN ရဲ့လုံဆောင်ခြင်းနဲ့ပတ်သက်တဲ့ပြဿနာ ပေါ်ပေါက်လာပါတယ်။တရုတ်ကုမ္ပဏီဟာဟူတီတွေကိုဂျူရုဇပုန်နေပေးအပ်ခြင်းအဖြစ်ဒီအစုံရောက်အုပ်စုကိုရေမနာမှာတက်ဆွဲထားတဲ့ မရိကန်ရေတပ်တဖွဲ့ကိုပြန်ပြီးတော့တံပြန်တိုက်ခိုက်ဖို့ကူညီပေးနေပါတယ်။ဒီတိုက်ခိုက်မှုတွေကတိတ်ပြီးတော့ထိရောက်မှုမရှိခဲ့ပါဘူး။ဥပမာအနေနဲ့မက်ရှလာ၁၈ရက်မှာဟူဒီတွေက48နာရီအတွင်းတိုက်ခိုက်မှု၃ကြိမ်ပြုလုပ်ခဲ့လို့ကြေညာခဲ့ပေမယ့်အမေရိကန်ကဒီတိုက်ခိုက်မှုတွေအလုံးဟာ၎င်းရဲ့စစ်သည်မိုးတွေကိုမိုင်းတရာအကျော်အကွာထိကိုလဲချော့ခဲ့ရလို့တုံ့ပြန်ခဲ့ပါတယ်။ဒါဟာဟူဒီတွေမှာအမေရိကန်သည်မိုးတွေရဲ့နောက်ဆုံးတည်နေရာဒေတာမရှိခဲ့တာလို့ဖော်ပြပါတယ်။ ဒါဆို CGSTR ကဒီနောက်ဆုံးထောက်လိုင်းရေးသတင်းအချက်အလက်တွေကို ပေးနိုင်ပါလား American ကတော့ CGSTR ကဒီနောက်ဆုံးထောက်လိုင်းရေးသတင်းအချက်အလက်တွေကိုပေးနိုင်မယ်လို့ယုံကြည်နေပုံပါပဲဒါအပြင်ဒီကုမ္ပဏီရဲ့ဂျိုဒူအိုဆူတွေကပူတီတွေကိုသတင်းအချက်အလက်တွေပို့လွှတ်တာကိုရပ်တန့်မှာဖြစ်ပြီးတော့မဟုတ်ရင် American နဲ့တရုတ်ကြားမှာကြီးမားတဲ့ပြဿနာတစ်ခုဖြစ်ပေါ်လာမှာပါ။ဘာကြောင့်လဲဆိုတော့ CGSTR ကဟူဒီတွေကိုဂျိုဒူတပ်ပုံတွေဖေးအပ်တာက စတင်မှုတစ်ခုသာဖြစ်ပြီးတော့တကယ်တမ်းမှာတရုတ်နဲ့အီရန်၆ပန်းနဲ့အစုံရောက်အုပ်စုကြားကဆက်နွယ်မှုတွေဟာဘေကျင်းကဝန်ခံတာချက်အများကြီးပုံနဲ့ဆိုင်ပါတယ်ဒီဆက်နွယ်မှုတွေနဲ့ပတ်သက်တဲ့သတင်းအချက်အလက်အသစ်တွေကအနိုင်ငယ်စီတဖြည်းဖြည်းထွက်ပေါ်လာနေရပါဒါဟာအန်အောစီယာမဟုတ်ပါဘူးဘာလို့လဲဆိုတော့တရုတ်ဟာအမေရိကန်နဲ့၎င်းရဲ့အနောက်တိုင်းမိတ်ဖက်တွေကိုစန့်ကျင်တဲ့အုပ်စုတွေကို နောက်ွယ်ကထောက်ပံ့တဲ့အခါလှည့်ဝက်ထားလိမ့်ရှိလို့ပါ ဒါပေမဲ့ဒီဆက်နွယ်မှုတွေကတော်တော်လေးနဲ့ရှိုင်းပါတယ်တရုတ်ဟာ2024ခုနှစ်မှာဟူတီတွေလုံဆောင်ခဲ့တဲ့ပင်လယ်နီကတိုက်ခတ်မှုအများစုကိုသွေဝဲသောနီနဲ့ရန်ပုန်ငွေထောက်ပံ့ပေးခဲ့တဲ့နိုင်ငံဖြစ်တယ်လို့ Politico ကဖော်ပြပါတယ် Politico ရဲ့အဆိုအရတရုတ်ကအီရန်ရဲ့ရှင်နံကိုတရားမဝင်ဝယ်ယူမှုတွေက အီရန်ကိုဒုံးကျည်တွေဒရုန်းတွေနဲ့တခြားစက်ပစ္စည်းတွေကိုပူတီရီစီတိဆောက်ပြီးပို့လို့ဖို့လိုအပ်တဲ့ရန်ပုံငွေတွေပေးရခဲ့ပါတယ်။အီရန်အပေါ်ပြင်းထန်တဲ့တံခါးပေးဆိုးမှုတွေချမှတ်ထားတာကြောင့်အီရန်ကရှင်းနံဝယ်ယူတာကစေနှုန်းဘလောက်ပဲဖြစ်ဖြစ်တရားမဝင်ပါဘူး။ဒါဟာရုရှားအပေါ်ချမှတ်ထားတဲ့တံခါးပေးဆိုးမှုတွေနဲ့မတူပါဘူး။ရုရှားအထက်ကတော့ပူတင်ရဲ့ရှင်းနံကနေရရှိတဲ့အမျက်အစွန်းကိုကန့်သတ်ဖို့စေနှုန်းထိန်းသိမ်းမှုစနစ်ကိုအသုံးပြုထားပါတယ်။ အီရန်အပေါ်ဒန်ခက် Facebook ထားမှုတွေကတော့အီရန်ရဲ့ရှင်းလင်းလုပ်ငန်းကနေဘာမှဝင်ဝင်မရအောင်လုံးဝထားစီးထားမှာပါဒါပေမဲ့တရုတ်ကဒါကိုဂယုမဆိုင်ပုံပါပဲ political ရဲ့အဆိုအရတရုတ်က2023ခုနှစ်ကနေ2024ခုနှစ်အတွင်းအီရန်ကအယောင်ချခဲ့တဲ့ရှင်နန်ရဲ့90ရာခိုင်နှုန်းကိုဝယ်ယူခဲ့ပါတယ်ဒီထဲမှာအီရန်ရဲ့ Islamist တော်လှန်ရေးအဆောင်တက် IRCG ရဲ့ပြည်သူ့စစ်ဌာနဖြစ်တဲ့ Quest Force ကထောက်ပံ့တဲ့ရှင်နန်းစင်းတွေလည်းပါဝင်ပါတယ်။ Quest Force ကအီရန်ရဲ့အရှိအလေပိုင်းကကိုယ်စားလှယ်အုပ်စုတွေအထူးသဖြင့်ဟူတီတွေကိုလေ့ကျင့်သင်ကြားပေးပြီးတော့စစ်ပစ္စည်းတွေထောက်ပံ့ပေးပါတယ်။တရုတ်ဟာအီရန်အထက်ခက်ခဲတဲ့အခြေအနေကိုခွင့်ကောင်းယူပြီးတော့၎င်းအသုံးပြုတဲ့ရှင်နန်းရဲ့30ရာခိုင်နှုန်းလောက်ကိုအီရန်ကနေဝယ်ယူပါတယ်။ဒီရှင်နန်းကိုတိတိကျကျရှော့စည်းနဲ့ရယူနိုင်တဲ့အခွင့်အရေးကိုအသုံးချရင်း တရုတ်ကိုယ်တိုင်အားကောင်းလာစေပြီးအီရန်ကိုအရေးပါတဲ့ငွေသားတွေပေးအပ်နေပါတယ်။ဒီငွေသားတွေကိုဖူတီတွေကိုထောက်ပံ့ဖို့နဲ့ဘယ်လနီမှာတိုက်ခိုက်မှုတွေလှုပ်ဆောင်နိုင်ဖို့အတုံးပြုနေပါတယ်။ The Atlantic Council ကပုံမှန်အသေးစိတ်အချက်အလက်တွေပေးထားပါတယ်။၎င်းရဲ့အဆိုအရအီရန်ဟာ2024ခုနှစ်မှာရေနံစိမ်းစီ988တန်းတင်ပို့နိုင်ခဲ့ပါတယ်။ဒီရေနံရဲ့90%ကိုတရုတ်ကဝယ်ယူခဲ့ဆိုရင်ပြောရမယ်ဆိုရင်ပေါ့နော်။ ဘေကျင်းက DC ပေါင်း928တန်းကျော်ဝယ်ယူခဲ့တယ်လို့ဆိုလိုတာဖြစ်ပါတယ်။တရုတ်ကအီရန်ရေနံအထက်ဘလောက်ပေးချေခဲ့ရဲဆိုတာကျွန်တော်တို့မသိရပါဘူး။ဒါပေမဲ့လက်ရှိမှာရေနံစိမ်းတစ်စီးရဲ့ဈေးနှုန်းက68ဒေါ်လာလောက်ရှိရဲဆိုတာသိရပါတယ်။တရုတ်ကအီရန်ရေနံကိုပို့ပြီးတော့ချိုသားရဲ့ဈေးနဲ့ဝယ်ယူနိုင်တယ်လို့ဆိုပြီးတော့ဒီဈေးနှုန်းကနေ20ဒေါ်လာ short term ရတောင်မှအီရန်ရဲ့ဘန်နာရဲကို25.3ဘီလီယံဒေါ်လာ စီးဝင်နေတာလည်းဖြစ်ပါရဲ့ရှင်။ ဗီဒီယိုလေးအဆုံးလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။